မြန်မာနိုင်ငံမှာဘသူမမော်ဘူးတွေဒေါ်လာဘီလီယံချီတဲ့လက်စွပ်ကိုခင်မုံတေစီကလက်ဆောင်ရခဲ့တဲ့ဝန်မော်ရွှေမြန်မာနိုင်ငံမှာဘသူမမော်ဘူးတွေကမ္ဘာစည်းကြီးသုံးစင်းလက်စွပ်ကိုခင်မုံတေစီကလက်ဆောင်ရခဲ့တာကကျမတို့အားလုံးရဲ့အသေးဆွေးထိတဲ့မိသမီတလဲဖြစ်တဲ့ကဲမီဝန်မော်ရွှေကြီးပဲဖြစ်ပါရဲ့ရှင်ဟုတ်ပါပြီဝန်မော်ရွှေကြီးဟာမြန်မာနုပညာလောကမှာကံကောင်းဆုံးမိသမီတယောက်လို့တင်စားရလောက်အောင်ကိုပြည့်ပြည့်စုံတဲ့ဘဝလေးကိုပိုင်ဆိုင်ထားသူပါ သူမကိုရိုင်းကနိုင်ငံကျော်ထိတ်တဲမင်းသမီးတယောက်ဖြစ်တယ်လို့သူမရဲ့ဘဝလက်တွဲပေါ်ခင်မုန်းတွေကလည်းမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တွေတဦးဖြစ်ပြီးဇနီးတွေပေါ်မှာလိုလေသေးမရှိအမြင့်တဲ့ဂရုတစိုင်းနဲ့တန်မိုးတာချစ်ခင်တာကြောင့်ပြည်သက်တွေကအားကြမဆုံးဖြစ်နေတာပါအခုကမှတော့ဦးမော်ရွှေတယောက်ခင်မုန်းဖြစ်သူရဲ့ချစ်ချင်းမြတ်တာနဲ့ခြေဝချမ်းသာမှုတွေကိုတသက်ပြနေတဲ့နောက်တဲ့အရာတစ်ခုကိုထုတ်ပြလာခဲ့ပြန်ပါပြီအဲ့ဒါကတော့သူရဲ့ခင်မုန်းဖြစ်သူကိုနိုင်ဖြိုးကျော်ကချစ်သက်လက်ဆောင်ပြေးပေးတာပြီးမြန်မာငွေဘီလီယံနဲ့ခြေတန်မိုးရှိပြီးကမ္ဘာပေါ်မှာ ဘသူမှမွေးစင်ဘူးသေးတယ်အဖိုးတန်စင်းလဲဆိုကြီးတကွင်းကိုလူမှုကွင်းရဲ့ပေါ်မှာထုတ်ပေါ်ပြသလာခဲ့တာဖြစ်ပါရည်ပြည်သက်ကြီးလို့ရှိရင်ဒီလက်ဆော့ဟာတာမန်မြင်နေကြစင်းလဲဆိုတကွင်းလုံးဝမဟုတ်ပါဘူးအတင်းတင်းနေရဲ့ပေါ်ပြချက်ရဒီလက်ဆော့ကတာမန်သုံးပြထားတဲ့မျက်စိချင်းလာအောင်တောက်ပါရီစင်ဝဲကြီးအားကမ္ဘာရှားပါစင်းဝင်ဖြစ်တဲ့အာဖရိကတိုက်ကထွက်ရှိတဲ့ပန်းရောင်စင်ပြ Pickish Blue Diamond ဆိုတဲ့အမျိုးအစားဖြစ်တယ်လို့သိရပါရည် လက်စွပ်ရဲကိုတွေကိုလည်းရွှေတက်တာမှစီကြည့်ပြီးကဘာပေါ်မှာခိုင်မာဆုံးတတုဖြစ်တဲ့ပလက်တီနဲ့ဆစ်စစ်နဲ့ပြုတ်လုထားရလို့ဆိုပါရီဒီလိုရှားပါပြီးတော့တမိုးချင်းတို့နဲ့ရတနာရီနဲ့ပေါက်ဆက်ပြုတ်လုထားတာကြောင့်ဒီလက်စွပ်တကွင်းထဲရဲ့တမိုးဟာရန်ကုန်မြို့ရဲ့ကောင်းဆုံနေရာမှာအင်ဂျင်မြေတိုက်ခန်းတွေအများကြီးဝင်နောက်လိုက်တဲ့အထိအဖို့ထိုက်တယ်လို့ခန့်မှန်းနေကြပါရီဒီလောက်တမိုးကြီးရဲ့လက်ဆောင်ကိုပေးနိုင်တဲ့သူကတော့ဦးမိုလ်ရွှေရဲ့ခင်မောကိုနိုင်ပြုတ်ကြပါပြီ သူဟာမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးနဲ့လောလောကျည်သောစီးပွားရေးလုပ်ငန်းရှင်တရေကြီးတရားဖြစ်ပြီးသူရဲ့စီးပွားရေးလုပ်ငန်းတွေဟာမြန်မာနိုင်ငံအနှံ့ပြားမှာပြန့်ကျက်လာတာဖြစ်ပါသည်။ဒါကြောင့်လည်းသူရဲ့ကျေဝါကျန်းသာမှုဟာအမေရိကန်ဒေါ်လာ၁ဘီလီယံနီးပါးအထိရှိတယ်လို့စီးပွားရေးတိုင်ဝိုင်းကခန့်မှန်းကြပြီးဒီလိုကြီးတဲ့ကျန်းသာတဲ့ခင်မုန်းကိုပိုင်ဆိုင်ထားတဲ့ဝမ်မိုရွှေတက်တော့အကောင့်တကအကောင်းဆုံးယာရီကသူ့ရဲ့လက်တကမ်းမှာပဲတကယ်တော့ဒီလက်စွာပထမဆုံးချိန်တော့မဟုတ်ပါဘူးအရင်တည်းကလေဝမ်မိုရွှေရမြန်မာနိုင်ငံမှာဘယ်သူမှမကင်မှုသေးတဲ့ရွှေသားစစ်စစ်တပိတ်သားတဲ့ဖုံးကပါ အော်သမားရီရွှေဆိုင်ပွဲမှာဆင်မြန်းခဲ့တဲ့ရွှေသားငါးဘိတ်သားတန်းရွှေဘီရဲ့ချင်းကယ်ရမီပွဲမှာဝစ်စင်ခဲ့တဲ့မြန်မာငွေသိန်းသုံးသိန်းကျော်တဲ့တန်မိုးရှိတဲ့ဟာကန်ကျောက်စင်းချစ်စစ်လေဆွဲကြီးတဲ့တန်မိုးကြီးစင်တွေနဲ့စီတဲထားတဲ့စင်လက်ကန်အိတ်တွေစားရတန်မိုးပြနေတဲ့ရတနာတွေကိုဆင်မြန်းပြီးတော့ပရိသတ်တွေကိုအားသိစေခဲ့ပူပါရီဂျာရီအားလုံးဟာကင်မွန်ပြစ်သူရဲ့ဇနီးပေါ်မှာဂျာရီချစ်ချင်းမြတ်တာနဲ့ဂူးဆိုင်မှုတွေကိုတသက်ပြနေတာပဲဖြစ်ပါရီဒီချက်အားလုံးကိုကြည်ကြအပြင်ဟူမိုရွှေတယောက်ဟာပရိသတ်တွေပြောသလိုပါပဲ တကယ်ကိုမှလူရေးမှန်ခဲ့တဲ့အတွက်အခုလိုတော်ဝင်မင်းသမီးလေးတပါးလိုဘဝကိုပိုင်ဆိုင်ခွင့်ရနေတာဖြစ်ပါရည်။သူမရန်သူပြန်လမ်းကြောင်းမှလည်းထိတ်တန်းကနေအောင်မြင်နေခဲ့သလိုအင်တော်ရေးမှလည်းချစ်ခင်အားဆုံးဇနီးတယောက်အဖြစ်ရောက်ရှင်ချမ်းမြေ့တဲ့ဘဝကိုပြတ်တန်းနေရတာတကယ်ကိုမှအားကြစရာပါပဲနော်။ပရိသတ်ကြီးတို့ဟာခင်မွန်တရဲ့ချစ်တွေနဲ့တူပုံမြင်တွေကမင်းသမီးလေးတပါးလိုဘဝကိုပြတ်တန်းနေတဲ့မင်းသမီးကျော်လေးဝင်းမော်ရွှေရဲ့ကံကောင်းမှုပေါ်မှာဘလိုမျိုးမြင်လဲဆိုတာကွန်မန့်မှာမိမိရဲ့မြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။